မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီနေ့မှာတော့ဆရာက2025ခုနှစ်မေလ24ရက်နေ့ကနေလကုန်ထိဇန်နေသားသမီးမိတ်ဆွေတွေအားလုံးတပတ်စာချောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ဇန်နေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဒီမေလနောက်ဆုံးပတ်တာအတွက်ဒီမှာနောက်ဆုံးပိတ်အိမ်နဲ့လွယ်ကြပါစေကြောင်းဆရာကရင်ထဲကနေလိုက်လိုက်လေလေကြီးဆူတောင်းတော့ပဏာပြူတာအပ်ပါတယ်ဇန်နေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာ အဆင်ပြေမှုနဲ့အောင်မြင်မှုတွေရရှိအောင်စဉ်းစားတွေးခေါ်နေတဲ့ကာလကံမျိုးဖြစ်တယ်မိษွေတို့အနေနဲ့လက်ရှိမှာဖြစ်ချင်တဲ့ဆန္ဒရည်မှန်းချက်ယူရချက်တွေကိုဒွင်းတူကန်တူအရန်ကိုဖြစ်ချင်တဲ့ဆန္ဒတွေပြုဝါနေတာမျိုးစိတ်ထဲမှာဒါကြီးကိုဖြစ်ကိုဖြစ်ရမယ်ဆိုရဲဆုံးဖြတ်ချက်တွေပြည့်ရတဲ့သားဆုံးဖြတ်ထားတဲ့ကာလဖြစ်တဲ့အတွက်မိษွေတို့စဉ်းစားထားသမျှလုပ်ငန်းကိန်းကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတွေးခေါ်ထားသမျှကို ပြီးပြတ်အောင် အောင်မြင်အောင်တိကိုတဆုံးတိချောက်ဖို့အတွက်လိုအပ်တယ်လို့မျောလင့်ထားတဲ့အတိုင်းလည်းဖြစ်အောင်လုပ်နိုင်တဲ့လူမျိုးတွေဖြစ်တယ်ဆိုလိုတာကမိတ်ဆွေလူနေနဲ့လက်ရှိကာလအတွက်ဒီမှာဆိုမိမိတို့ဖြစ်ချင်တဲ့ဆန္ဒတွေဟာတကယ်ကိုချစ်တို့ဆောင်ရွက်ပါတုံးတိုက်တိုက်ကြားကြိုက်ကြိုက်ဆိုတဲ့စီကလေးသာမွေးလိုက်ပါအစဉ်ပြေချင်းနဲ့အောင်မြင်ခြင်းတွေရရှိမယ်အပတ်တာဖြစ်ပါတယ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်ဘာမှထူထူဆိုရင်စရာမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာခီးသွွားရဲ့ကိစ္စလေးတွေကြောင့်သို့မဟုတ်ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေ ကြုံရတဲ့သို့တော့အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေအရေပြပြားနာနဲ့ပတ်သက်တာမျိုးလေးတွေတော့အနှင်းငယ်ညံ့တယ်။ကျန်တာတော့ဘာမှဆူဆူဝါးဝါးမရှိပဲနဲ့ငကိုကကျမ်းမာရေးနဲ့ပတ်သက်လို့ညံ့နေတဲ့မိဆွေများအဖို့စီဝါအပြောင်းလဲဆရာအပြောင်းလဲကုသလာရင်ထူးခြားကောင်းမွန်ပြီးတော့နာတာရှိယောဂါတွေပဲဖြစ်ဖြစ်ကို့မှာဖြစ်ပေါ်နေတော့ဝေဒနာတွေပျောက်ကင်းမယ်ဆိုရဲသူမျိုးတွေနဲ့တွေ့ရတတ်တယ်ခင်ဗျာနော်။ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြအများရတာမျိုးတွေငွေကြီးနဲ့ပတ်သက်ရင်အထွတ်များနေတတ်တော့အပတ္တကာလအပိုင်းခြားဖြစ်တယ်။ခရီးသွားကိစ္စလေးတွေကြောင့် အလူတန်းကိစ္စလေးတွေကြောင့်စက်ပစ္စည်းရင်နဲ့ပတ်သက်သောကိစ္စလေးတွေကြောင့်အဲခီးသွားရတာမျိုးခီးထွက်ရတာမျိုးတွေကြုံရတာမျိုးတွေကြောင့်ငွေကုန်ကြီးကျများရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အဲငွေကုန်ကြီးကျများလို့ဆရာလို့ခေါင်းကိုက်နေတတ်တယ်ပေါ့ငွေကုန်မှများရင်ခေါင်းကိုက်တတ်တယ်လို့ပေါ့ငွေကုန်ကြီးကျများရတတ်သောကြောင့်ငွေကြီးဟာလက်ထဲမှာတော့မမြဲဘူး လက်ထဲမှာအထွက်တွေများနေတက်တယ်သို့တော့ကမဆူရည်စရာမရှိပါဘူးဒါဟာလည်းကို့အတွက်အဲဟိုတုံးတင့်တုံးထိုက်တဲ့နေရာမှာသုံးဟာတက်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ဘာမှဆူရည်စရာမလိုဘူးနိုင်ငံခြားကိစ္စ passport ကိစ္စဗီဇာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တာမျိုးတွေရှေ့တူဆောင်ရွက်လှုပ်ဆောင်ရတက်တဲ့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရွက်ပါယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရတက်တယ်မထင်မှတ်ဖဲဆွေမျိုးသားချင်းလေးတွေအလဲပတ်လာတာမျိုးလေးတွေဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မထင်မှတ်ဖဲနဲ့ကိုယ့်ချီကိုညအိမ်ညံနေရောက်ရှိလာတက်တယ်လို့မိတ်ဆွေတို့အနေနဲ့မထင်မှတ်ဖဲ ခီးသွားကိစ္စလေးတွေကြောင်းလဲငွေကြေးအကုန်ကြာများရတက်တယ်တို့ရတွင်မိတ်ဆွေတို့ဒီပတ်တာတော့ဒီမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ရင်ယာလူလုပ်ငန်းကိုင်ငန်းတိုးဖို့အတွက်တော့မျှော်လင့်မနေပါနဲ့ယာလူတိုးဖို့ယာလူတက်ဖို့အတွက်တော့လက်ရှိမှာလက်ရှိနေရာကနေတော့မြဲအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့စဉ်းစားတွေးခေါ်နေတဲ့ကာလဖြစ်တဲ့အတွက်တော့ယာလူလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့တိုးမှ ပြောင်းရမယ်ဆိုတဲ့မိတ်ဆွေများကတော့တည်ကြရတဲ့မိတ်ဆွေတို့မျော်လင့်မနေပါနဲ့အဲရာထူးလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်လို့အလုပ်ငန်းနဲ့ပတ်သက်လာရင်ကိုကိုယ်တိုင်လှုပ်ဆောင်ခြင်းမိတ်ဆွေများစီးပွားရေးလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးစတင်လှုပ်ဆောင်လို့ရတဲ့မိတ်ဆွေများအခုကတော့နည်းနည်းလေး28ရက်ကျော်မှကောင်းပါဆိုတော့နည်းနည်းလေးဒီလတာတော်တွင်မှာတော့အဲ အစီအစဉ်တကြပလန်တကြရေးရှိအပ်ဆွဲပြီးတော့ဆုံးဖြတ်တာကောင်းပါတယ်ဂျီကာလာတော်တွင်မှာယာရုလုံငန်းကန်ကန်နဲ့ပတ်သက်ပြီးအသစ်စတင်လှုပ်ဆောင်တာမျိုးလေးတွေထပ်ဖြစ်နိုင်လို့ရှိရင်လက်ရှိရှိနေတဲ့ကံကလေးကိုငြင်းငြင်းကလေးသွားပြီးတော့လှုပ်ဆောင်တာကပုံမှုပြီးတော့ကောင်းမယ်လို့ဆရာကအကြံပေးလိုက်ပြရစေခင်ဗျာ လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တယ်လုပ်ငန်းတူအလုပ်တူတွေကမိမိကိုမနာလိုလို့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေကြောင့်ကြုံရတာမျိုးတွေကြုံရတတ်တယ်အထူးသဖြင့်ကိုကိုကိုစိတ်တိုင်းမကြခြင်းအမရခြင်းမျိုးတွေလည်းကြုံရတတ်တယ်အထူးသဖြင့်မိမိကိုမိမိငါကလှုပ်ပြီးတော့ငါ့ကိုအကောင်းမမြင်ဘူးလို့ထင်ခံရတာမျိုးတွေဖြစ်စေလုပ်ငန်းကိစ္စအလုပ်နဲ့ပတ်သက်လာတဲ့အခါမှာကိုက အဲဆွမ်းရလို့ပေါ့ကိုကိုကိုငါတိထပိုလုံနိုင်ရမှာလေဆိုတဲ့စိတ်မျိုးတွေများစွာတွေးခေါ်နေပြီးတော့ confident ပြောင်းနေတာမျိုးကိုကိုကိုယုံကြည်ချက်တွေပြောင်းစင်းနေတဲ့ကာလပြောင်းဆုံးနေတဲ့ကာလဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေတို့စနေသားမိတ်ဆွေတွေကယာရုလုပ်ငန်းနဲ့ပတ်သက်ရင်ကျန်တာကိုတိတ်အာရုံထည့်နေပဲနဲ့လှုပ်ရှားရှိတဲ့ကိစ္စတွေကိုပုံမှန်လေးအတိုင်းလုပ်သွားဖို့လိုအပ်ပါတယ်ခင်ဗျာအထူးသဖြင့် OA Champion မြေယာလုပ်ငန်းနဲ့ပတ်သက်တာမျိုးလေးတွေမှာကံရဲ့အားနည်းမှုကိုရရှိတတ်သောကာလဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အာမခံကိစ္စတွေကိုယူဆိုင်ပါအာမခံကိစ္စလေးတွေညံ့ပါတယ်ဒါအပြင် ။ကိုယ်ရဲ့ချမ်းမြေကိစ္စ၊မိယာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ယုံကလန္နာကိစ္စတွေ၊အမှုဆိုင်ရာကိစ္စလေးတွေမှာတတိထားဆင်ကျင်ပြီးတော့လုတ်ဆောင်ပေးပါတတိထားပေးပါကံရဲ့အညာကိုရရှိတတ်ပါလေနိုင်ငံခြားခရီးသွားလုပ်ငန်း passport visa လုပ်ငန်းရှေ့လုဆောင်ရလုတ်ဆောင်တာမျိုးလေးတွေအားသာပါလေခရီးသွားဆိုင်ရာကိစ္စလေးတွေအကျိုးပြုစေပါလေစက်ပစ္စည်းရင်ဝင်တတ်ပါလေရွှေဝင်တတ်ပါလေထို့ပြင်ကံကောင်းမှုတွေရရှိတတ်သလိုလူဝင်တတ်ပါလေအဲငကိုကသာသမီမရရှိတော့မိတ်ဆွေစနေသာသမီများသာသမီရရှိတဲ့အထောက်ပံ့ကံလေးတွေသာသမီရရှိတဲ့အခွင့်အလမ်းကောင်းလေးတွေရရှိတတ်တော့အပ္ပတ္တကာလား ဖြစ်ပါလေခင်ဗျာထီကန်းစမ်းလို့ကောင်းပါလေထီထိုးမယ်ဆိုရင်တော့ခွန်အစခွန်အဆုံးလေးတွေကဏ္ဍတွေကထိုးတာဟာကံကောင်းစီတို့ခုနှစ်ကဏ္ဍ0ကဏ္ဍဟာလေမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပါလေအကျိုးပြီးတော့အယောင်ဟာမိုးပြာအယောင်အစိမ့်လူအယောင်ဖြစ်ပါလေတတိထားစင်နေရမယ်အယောင်နေနဲ့ဆိုရင်တော့အဖြူအယောင်အသားအယောင်ဖြစ်ပါလေအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်ဇေယံအတွက်ဆိုရင်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိတ်ဆွေတို့အနေနဲ့အဲ ဆရာတို့26ရက်နဲ့28ရက်နေ့ဒီမှာပြီးပြအောင်လုပ်ပါကန်တရားရဲ့အထောက်အကူကိုရရှိတတ်သောကာလအပတ်တာဖြစ်ပါတယ်တို့ရပြမိတ်ဆွေတို့အနေနဲ့ခီးသွွားမယ်ခီးထွက်မယ်မဖြစ်မနေခီးထွက်ရမယ်ဆိုအရှိစူးစူးရက်တရားမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်စေပြီးတော့မျက်နှာမူသွားတာမျိုးအရှိတ်အရက်ကိုစမ်းချစ်သွားတာမျိုးတွေဟာကံရဲ့တိုးတက်မှုနဲ့ငွေကြီးဆိုင်ရာကိစ္စရဲ့ဒီမှာပြီးပြအောင်မြင်ပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျာ တို့ရပြမယ်ဆိုလို့ဒီအဖက်တာအတော်တွေမှာဆိုရင်လူမှုရေးကိစ္စအိမ်လူရေးကိစ္စလေးတွေကြောင်းအရှင်ပေးတင်ပါလေမိသားစုနဲ့ပတ်သက်ပြီးအရှင်ပေးတာမျိုးလူမှုရေးကိစ္စဘာသာရေးကိစ္စတွေမှာအရှင်ပေးတာမျိုးနွေးနွေးထွေးထွေးနဲ့ PO1 ပေါ့ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုလေးပြဿနာတွေအေးချမ်းမှုနဲ့အဆင်ပြေမှုတွေကိုချိတ်လို့ဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်သလိုတဦးနဲ့တူတယောက်နဲ့တယောက်အထင်လွဲမှုတွေအဆင်မပြေမှုတွေတောင်အလံဖြူပြရင်ဖြည့်ရှင်းဆောင်ရရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိမဲ့ကာလဖြစ်တဲ့အတွက်မေတ္တာရင်းနဲ့ပတ်သက်လို့ငြိမ်းချမ်းမှုနဲ့ပတ်သက်ရင်တော့ဘာမှမဆိုချိတ်လို့ဆောင်ရလှုပ်ဆောင်ရင်တိုးတက်ကောင်းမှုမဲ့ကာလဖြစ်တဲ့ လူငယ်တွေအရှိရင်းမှာတော့ fighting play နေတယ်အရှိရင်းမှာဆိုလို့ရှိရင်တော့အဲမိမိတို့အနေနဲ့ကိုကရှိတဲ့မြန်နိုးတဲ့သူကိုဖွင့်ပြောလိုက်ကမှကိုကိုအထင်လွဲသွားတာမျိုးလေးဂျုံကတက်တဲ့အတွက်တော့အဲဆရာလူရွှော်ရွှော်ချော်လေးဖြစ်အောင်နေရောအဲတမီးစားများနေနေရတော့တဦးနဲ့တဦးတယောက်နဲ့တယောက်အရစ်တန်အဆတန်နေတာမျိုးပြဿနာလေးတွေဖြစ်ခဲ့ပြီးတာကိစ္စပြီးခဲ့ပြီးတာကိစ္စလေးတွေကိုပြန်လဲပြီးတော့ restart ဖြစ်ပြီးတော့အဲအရှိအကြောင်းပြပြန်ဖြစ်တာမျိုးသူမဟုတ်လို့ရှိရင်အဲ မိသားစုကိစ္စအိမ်လူရေးကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုအနေငယ်လေးတွေလွဲနေတာမျိုးတွေကြောင်းစကားအခြေတင်ပြဿနာတက်ရတာမျိုးမျက်နှာရှင်းဆိုင်ပြဿနာတက်ရတာမျိုးကြုံရတတ်တယ်သို့တော့အဆိုးဝါးကြီးတော့မရှိဘူးလူငယ်တွေအဆက်အသွယ်ပြတ်နေသောတမိကြီးသားများအဆက်အသွယ်ပြန်လဲရရှိတတ်သောအပတ္တအကိုင်းပိုင်းခြားဖြစ်ပါတယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေများကိုမိမိတို့အိမ်တော်ကြီးမှာဒီတိုင်းဆိုရင်ကောင်းတယ် ုံးဝင်ဆိုင်နေတယ်ဆိုလိုတာကဗျာမိသူမိမိတို့ရဲ့အိမ်အောင်ကြီးထဲမှာဂျားလူဝင်လာရင်ကျန်ဒီတိုင်းဆိုရင်အကောင်ဂျားလူဝင်လာရင်သုံးဦးမြောက်ပေါ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းကိစ္စမိသားစုကိစ္စအဲတဦးတယောက်ရဲ့ဂျားမှာဝင်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့နဲ့ပြဿနာအကြောင်းပြုဖြစ်ရတတ်တဲ့အတွက်အိမ်အောင်ကြီးကိစ္စတွေမှာဆွေမျိုးသားချင်းတွေကိုဖွင့်တိုင်းမင်တာမျိုးနင်းဆွေမျိုးငါဆွေမျိုးမိမိအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့ဒီလိုမျိုးတွေဆက်ဆက်ပြီးတော့ တဘာသူကြောင့်ပြဿနာတွေအိမ်တော်ကြီးနဲ့ပတ်သက်လို့ကတောက်ဆာဖြစ်ရတတ်ပါတယ်အရှိတင်လေးတွေဖြစ်ရတာမျိုးတွေဂျုံအပ်တတ်ပါတယ်ဒါလေးတတိထားပါပြီးတော့အိမ်တော်ဘက်နဲ့ပတ်သက်လာရင်ငကူကအဟောင်းနေဆက်သွယ်ပြနေတာမျိုးလေးတွေနဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့ရံဖြစ်စကားများရတာမျိုးတွေဂျုံအပ်တတ်တဲ့အတွက်တတိထားပါပြီးတော့ကို့နွားကူနဲ့ဆရာဟုတ်တဲ့နေရာပို့တင်လိုက်တယ်လို့ပေါ့အဲဆရာရဆရာကျမယောက်ျားရခဏခဏခေါ်ကန်းလာမိတယ်ဆရာရကျမယောက်ျားခဏခဏမရင်ရထားလို့ဆရာဘယ်လိုလုပ်ရမှာလဲဆိုတော့ အမရဲ့အဲ့ဒါအမအလွယ်လေးမခတ်ပါဘူးလို့နဖာချိုးမထုတ်တတ်လို့ပါလို့အဲဆရာအလူကပြောလိုက်တယ်ဆရာရဲ့ပြီမှာဝင်ကြည့်လိုက်ပေါ့နော်ကဲဆိုတော့ကောင်းပြီချစ်ဆက်ပြီးတော့ဆက်ပြောပြပါစီစနေသားသမီးမိတ်ဆွေများအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်ပြုမှုတဲ့အခါကြလို့ရှိရင်မိတ်ဆွေတို့ရဲ့နော်လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုအောင်မြင်စေရန်တိုးတက်စေရန်တော့မိမိရဲ့လိုရာမှုကိစ္စကိုမသွားမိမှာမိမိအိမ်ရာပေါက်ကိုအမွှေးနှံ့တာဖြန်းသွားတာမျိုးမိမိရဲ့ဘယ်ဘက်လက်ပေါ်ကိုအမွှေးနှံ့တာဖြန်းပြီးတော့သွားတာမျိုးတွေခါ ပြောဆိုမှုတွေမှာအောင်မြင်တိုးတက်ပြီးတော့အဆင်ပြေနိုင်သောအပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာမိစွေတို့ဒီတစ်ပတ်တာအတော်တွင်မှာဆိုလို့ရှိရင်ဘာကိုလုံလုံအဲစနလိုပေါ့26ရက်နဲ့28ရက်နေ့တွေမှာရေးကြီးတဲ့လုပ်ငန်းတွေကိုပြီးပြအောင်လုပ်ပါအဆင်ပြေမှုနဲ့တိုးတက်မှုတွေရရှိစေသောအပတ္တကာလအပိုင်းခြားဖြစ်ပါတယ်မိစွေတို့ရဲ့ရောင်းကုန်တွေရောင်းဝယ်တွက်စီဖို့ရောင်းထွက်စီဖို့ဆိုရင်သတင်းစာစက်ကူလေးကိုနော်သတင်းစာစက်ကူလေးကိုလိတ်ပြီးတော့မိစွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေကိုထိတွေ့ရိုက်ပို့ပြီးတော့ရောင်းလိုက်ပါ ိတ်နေသောလက်တွေပွင်လန်းပြီးတော့အဆက်ဆက်ရရပြန်ပြီးတော့အစဉ်ပြေအောင်ရင်းတိုးတက်လာပါလိမ့်မယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီပတ်တာတော်တွင်မှာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်ပြုလုပ်ရမယ့်ရေရရာနေနေဆိုရင်တော့လမ်းထိပ်မှာရှိတဲ့ခလေးငယ်တွေကိုဖြစ်စေသို့မဟုတ်ခိုးတို့တင်းလာနံတွေဖြစ်တဲ့ခိုးတို့ငါးတို့ ကြီးကန်းတို့အဆရှိတဲ့အရာလေးတွေကိုခိုးစားကြွေးတာမျိုးငားစားကြွေးတာမျိုးခွေးခွေးစားကြွေးတာမျိုးကလေးငယ်တွေကိုချိုကျင်ကြွေးတာမျိုးဒီလိုမျိုးကုသိုလ်ကိုလှုပ်ချင်းဖြင့်ငွေကြီးကန်အားကောင်းပြီးအဆဆရရအဆင်ပြေအောင်ပြီးတိုးတက်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေစနေသားသမီးတွေဆရာတို့နောက်လျှောက်လာပိုင်းမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ဇာငဲမိတ်ဆွေစနေသားသမီးတွေအားလုံးအဆဆရရအဆင်ပြေကြပါစေဗီဒီယိုမေးခြင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်7902904116မှာဆက်သွယ်မိများနိုင်ကြောင်းနဲ့ဇာငဲတစ်တော့မက်ဆေ့ချာကနေဧည့်သည်လက်မှတ်ခံကြောင်းပြောရင်းနဲ့ မိတ်ဆွေတို့အားလုံးအဆက်ဆက်ရရအောင်မြင်မှုတွေအတူတူပိုင်ဆိုင်လို့နောက်ဆုံးပိတ်အိမ်နဲ့လွေကြပါစီဗျာနောက်တစ်ပတ်မှပြန်ဆုံပါမယ်